အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education YouTube Channel ကနေပြန်လာကြေကြပါရယ်ဒီနေ့မှာတော့ကျွန်တော်ဗတ်တင်ဆက်ပေးတော့မယ်ဆိုတော့ကျွန်တော်ဟိုးရင်တော့ကအဲလွန်ခဲ့တဲ့နှစ်နှစ်ကျော်သုံးနှစ်လောက်ကတင်ခဲ့တဲ့အဲဗီဒီယိုလေးရှိရပါတော့အဲ့တော့ငါကျွန်တော် checkmate pattern လေးတွေတင်ပေးခဲ့ဘူးတယ်အဲဘယ်ဆောက်ထဲလဲဆိုရင်တော့ကျွန်တော် how to beat your data chess ရဆောက်ထဲကတော့ အဲ့ဒီထဲမှာဆိုရင်ကျွန်တော်တို့အဲ checkmate button ပေါင်း90တောက်တော့ပါမယ်ပေါ့ဒါပေမဲ့အဲ့မှာကျွန်တော်အရင်တော့တင်တာ video တွေကျွန်တော်16ခုပဲတင်ခဲ့ရတယ်ပေါ့နော်အဲအခုနောက်ပိုင်းမှာကျွန်တော်ဟိုအဲ့ဒီ maiden button လေးတွေပြန်ပြီးတော့တင်ပေးဖို့ request လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့တော့ကျွန်တော် maiden button လေးအဲတင်ပေးဖြစ်တယ်ပုံမှန်လေးလည်းအဲတင်ပေးဖို့စိတ်ကူးထားတယ်ပေါ့နော်အဲ့တော့ အဲကျွန်တော်ဒီမှာပြောချင်တယ်ဆိုလို့ရှိရင်အရှိအကျွန်တော်ဟိုးအရင်တုန်းကတင်ပေးရတင်ပေးထားတဲ့အဲ made in pattern တွေမကြည့်ရသေးဘူးဆိုလို့ရှိရင်တော့အဲကြည့်စီချင်ပါတယ်ကျွန်တော် checkmate pattern ဆိုတာကအဲဒီကစားတဲ့အခါမှာ တိထားဖို့ကလိုအပ်ပါတယ်အရေးလည်းကြီးပါတယ်အဲဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ checkmate pattern တိမှတစ်ဖက်လူကိုကျွန်တော်တို့အဲ19နိုင်ထိုက်တဲ့အခြေအနေတွေမှာနိုင်ုံနိုင်ရမယ့်အခြေအနေတွေမှာအနိုင်ရရှိမှာဖြစ်ပါတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့တစ်ဖက်လူကိုကိုကစတေးပြီးကစားတာမျိုး sacrifice တွေပဲလုပ်ပြီးကစားတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ကိုက checkmate pattern တိထားမယ်ဆိုလို့ရှိရင်အဲဒါပို့ပြီးတော့ကိုယ်တော့အဆင်ပြေပါတယ် အဲ့တော့ချမ်းမိတ်ပက်တန်တွေကိုဘယ်နဲ့ကြည့်လို့ရမလဲဆိုရင်တော့ကျွန်တော်အရင်တုန်းကတော့ playlist အနေနဲ့ကျွန်တော် rating 0 to 1200အဲ checkmate ပက်တန်ဆိုပြီးတော့ကျွန်တော်အရင်က playlist နာမည်လေးအဲ့လိုထားထားတယ်အခုတော့ကျွန်တော် playlist နာမည်လေးပြောင်းထားတယ်ပေါ့နော်ကျွန်တော်အဲတီတင်တိထိုက်တဲ့ချက်မိတ်ပတန်များဆိုပြီးတော့အဲကျွန်တော် playlist လေးပြောင်းထားတယ်အဲ့ဒီကနေပြီးတော့အစင်လိုက်တွေတစ်ကနေပြီးတော့အဲစချီလို့ရှိရင်ကိုယ်တက်ပို့ပြီးတော့အကျိုးရှိပါတယ်ဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်အခုဒီနေ့အဲချက်မိတ်ပတန်လေးတစ်ခုပြမယ် ဲ့တော့ကျွန်တော်ကဘယ်လိုမျိုးပြကြင်လဲဆိုတော့အဲဟိုဘောနော်အရင်ဆုံးကျွန်တော် theory တခုကိုပြောပြမယ် theory ပြီးသွားလို့ဆိုရင် theory နောက်မှာ exercise တုံးခုပါမယ်အဲ့တော့ theory ရှင်းပြတဲ့အခါမှာအဲကျွန်တော်တိကျလေးရှင်းပြမယ်ပေါ့နော်အဲဘယ်လိုမျိုးတွေဖြစ်မလဲဘယ်လိုတွေလုပ်လို့ရမလဲပေါ့အဲပြီးသွားလို့ဆိုရင်တော့ exercise ကိုကြတော့အဲ exercise ဖြည့်တဲ့အခါကျလို့ဆိုရင်အဗီဒီယိုလေးကိုရက်ပြီးတော့ဖြည့်စေခြင်းနဲ့အဲကျွန်တော်တို့ဒီမှာတော့အဖြေလေးတော့ပြပြသွားမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဖြစ်စေချင်တာကကြတော့ဒီ theory ကိုကလုံးဝရသွားအောင်အဲ video လေးကိုရက်မယ်ကိုယ့်ကိုစဉ်းစားမယ်စဉ်းစားပြီးတော့မှပြီးတော့မှကျွန်တော်နဲ့ပြန်ပြီးတော့အဖြေတိုက်စေချင်တယ်အဲအဲ့ဒါဆိုလို့ဆိုရင်ကိုယ့်အတွက်ပို့ပြီးတော့အကျိုးရှိမယ်လို့အဲ ထင်တယ်ပေါ့နော်။အဲပြီးတော့နောက်တစ်ခုကကြတော့ကိုကဗီဒီယိုလေးကိုရက်ပြီးဖြေပြီးရတဲ့အခါကျတော့ဆိုရင်အဖြစ်မှန်မှန်မှန်အောင်လဲကွန်မန့်လေးမှာအဲပြောပေးခဲ့စေချင်ပါတယ်။အဲဘာဖြစ်ဖြစ်ဟိုပေါ့နော်ဟိုကိုအဖြေမှန်လားမမှန်လားဆိုတော့လဲကျွန်တော်လည်းပြန်ပြီးတော့တီးခွင့်ရတယ်။အဲပြီးတော့ဟိုတကယ်လိုက်လုပ်တယ်ဆိုတော့လဲအတီးရတဲ့အတွက်ကြောင့်ကျွန်တော်လည်းလုပ်ပေးရတာအဲဘယ်လိုပြောမလဲဟိုအားရှိတယ်ပေါ့ဗျာ။ဟုတ်ပြီလား။ ဟုတ်ပြီအဲ့ဒါဆိုရင်တော့ကျွန်တော်အခုအဲဒီ maintain button လေးကိုပြောပြမယ်ပေါ့နော်တို့ကကြတော့အဲ crafty bishop g8 တဲ့အဲ့တော့ဒီ bishop g8 ကဘာလုပ်တာလဲဆိုလို့ဆိုရင်တို့ကအနေထားကိုကျွန်တော်တို့ကြည့်လိုက်မယ်အဲအနေထားကိုကြည့်လိုက်မယ်ဆိုလို့ဆိုရင်ကျွန်တော်လက်ရှိမှာဆိုလို့ဆိုရင်အဖြူမာက queen ရယ်အ night ရယ်အ bishop ရယ်ရှိရယ် အဲ့တော့အဲကျွန်တော်တို့ maintain button လုပ်တဲ့အခါမှာစဉ်းစားကြည့်လိုက်ပြာများသောအားဖြင့် green နဲ့ beige နဲ့ battery ပုံစံပေါ့နော်တနည်းအားဖြင့်ပြောတော့ line ထဲမှာရှိလို့ဆိုရင် green ကအရှိမရှိတာကပို့ပြီးတော့တဘာဝကြတယ်ဥပမာအဖြစ်ပြာကျွန်တော်မျက်လုံးထဲမှာမြင်အောင်ကြည့်ရ green ကအဲ D3 မှာရှိမယ်ပြာ beige က D2 လေးမှာရှိမယ်ဒါဆိုလို့ဆိုရင်ကျွန်တော်တို့ green နဲ့တွားပြီးချက်မေးလောက်တာမျိုးတွေဒါကျွန်တော်တို့ဟို ို့အဲပို့ပြီးတော့တဘာဝကြရဲလုတ်တဲ့လုတ်ဖူးရဲပေါ့နော်အဲ့တော့ဒါပေမဲ့ဒီမှာကျတော့ကျွန်တော်ဘာတွေ့ရလဲ Bishop ကြီးကအရှိကိုရောက်နေရဲအဲနောက်တစ်ခုကကျတော့ကျွန်တော်ဒီမှာ Knight ကလည်း G5 ကိုရောက်နေတယ်။အဲကျွန်တော်တို့စဉ်းစားမဲ့ပုံစံကဘယ်လိုမျိုးစဉ်းစားရမလဲကျွန်တော်ကစားကောင်လေးတွေကိုကျွန်တော်ဖြောက်ကြည့်လိုက်။ဥပမာအဖြစ်ပြဒီ Bishop လေးတာဒီ A7 မှာရှိမနေဘူးဆိုလို့ဆိုရင်ကျွန်တော်ဘာလုပ်လို့ရလဲဆိုရင်အဖြူရွှေ့လဲဆိုရင်အဖြူဒီအာဒါ Queen A7 ဆိုပြီးတော့တွားပြီးတော့ချက်မိတ်လုပ်လို့ရတယ်။ ဟုတ်တယ်နော်အဲကျွန်တော်ဒီမှာပေါ့ Queen က A7 သွားတဲ့လို့ဆိုရင်ဒီ Nike ရဲ့ supporting နဲ့အဲချက်မိတ်လုပ်လို့ရတယ်အဲအဲ့ဟာကိုကျွန်တော်တို့အရင်ဆုံးမြင်ဖို့လိုတယ်အဲ့ဒီကောင်မြင်မှကျွန်တော်တို့ဘာတွေဆက်ဖြစ်မလဲဘာတွေဆက်လုပ်လို့ရမလဲဆိုတာကိုနားလည်တဲ့ဘောပေါ်မှာဖြစ်တယ်ဟုတ်ပြီအဲ့ဒါကိုကျွန်တော်အခုတော့မြင်အောင်ကျွန်တော်ပြထားတယ်အခုက Bishop မရှိတော့ဆိုရင် Queen A7 အချိန်ချက်မိတ်လို့ဖြစ်တယ်ပေါ့ဒါဆိုဒီ Bishop မရှိအောင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲအဲ့ကျွန်တော်ရှင်းရှင်းလေးပဲကျွန်တော်ဒီနေရာမှာဘာလုပ်ရလဲဆိုလို့ဆိုရင်အဲ Bishop GH ဆိုပြီးတော့ထိုးကျွေးရတယ်အဲ Bishop GH ဆိုပြီးတော့ထိုးကျွေးရဲ့ idea လေးကတော်တော်ကောင်းတယ်ပေါ့နော်ဒီနေ့ထားမှာကအဲအမဲကနေပြီးတော့ရွေးချယ်စရာတွေရှိရယ်ဗျာဘယ်လိုမျိုးတွေရှိလဲဆိုတော့ဥပမာအားဖြင့်အဲဒီ bishop ကို rook နဲ့စားတာရှိမယ်အဲပြီးတော့ king နဲ့စားတာရှိမယ်ပြီးနောက်တစ်ခါကျဒီ knight ကိုစားတာရှိမယ်ပြောရရင်ဒီလက်ရှိမှာဆိုလို့ရှိရင် bishop g8 ရဲ့ idea ဒီကျွန်တော် queen နဲ့ a7 ကချက်မိတ်လုပ်မယ်ဆိုတဲ့ idea လေးဖြစ်တယ်ပေါ့နော်ဒီ a7 square လေးကိုရှင်းပေးလိုက်တာဟုတ်ပြီအဲ့တော့ အဲတနည်းအားဖြင့်နောက်ထပ်တစ်ခုကတော့ဒီကနေပြီးပြန်ပြီးတော့ခုခံတာတွေတော့ပြန်ပြီးတော့ရှိတော့ရှိရပါတော့ဒီလို line တွေရှိပြီအဲ့တော့အဲ့ဒါကိုကျွန်တော်တခုတခုချင်းချင်းကြည့်ကြည့်မယ်ဥပမာပြကျွန်တော်ဒီနေရာမှာအဲ rook နဲ့စားလိုက်မယ်ဆိုလို့ဆိုရင်ကျွန်တော်ဒီမှာအဖြူကနေပြီးတော့ဒါ queen 7ချက်လိုက်လို့ဆိုရင်ဒါချက်မိတ်ဖြစ်တယ်ပေါ့နော်ဒါတခုပေါ့ ဟုတ်ပြီအဲ့လိုပဲကျွန်တော်တို့ကင်းနဲ့ဆောင်းမယ်ဆိုရင်လည်းပဲတူတူပဲကျွန်တော် Queen 7ကချက်လာလို့ဆိုရင်ချက်မဖြစ်တယ်။ Nike ရဲ့ supporting နဲ့ပေါ့နော်။ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီတစ်ခါကျတော့အဲဒီ G5 က Nike ကိုဆားလိုက်မယ်ဆိုရင်ရောဘာဖြစ်လဲဆိုလို့ဆိုရင် G5 က Nike ကိုဆားမယ်ဆိုလို့ဆိုရင်လည်းကျွန်တော် Queen 7ကချက်လို့ဆိုရင်ချက်မဖြစ်တဲ့ဒီ Bishop ရဲ့ supporting လေးနဲ့ပေါ့နော်။ဒါဆိုရင်ချက်မဖြစ်တယ်။ဟုတ်ပြီဒါဆိုရင်ဒီတစ်ခါကျတော့ကျွန်တော်တို့ အဲဘယ်လိုလုပ်လို့ရနိုင်မလဲဆိုတော့ဒီတစ်ခါကျွန်တော်တို့အဲ့ဒီ checkmate ကိုဗျာသူကတွေ့ဝိုင်းဗျာကဲမယ်ဗျာအဲ night နဲ့ absent night 7 absent နဲ့ကဲမယ်ပေါ့ night 7 absent နဲ့ကဲမယ်ဆိုတော့ကျွန်တော်တို့ဒီဘာလုပ်လို့ရလဲဒီမှာ night နဲ့ F7 ကိုစားချက်လိုက်လို့ရတယ်။အဲမှာခွက်ခွက်လေးပေါ့နော်။ခွက်ခွက်ဖြစ်တဲ့အတွက်ကြောင့်သူကဘာလို့ကလဲ rook နဲ့ပြန်စားရတယ်။ပြန်စားတဲ့အခါကျရင်ကျွန်တော် bishop နဲ့ပြန်စားမယ်။ဒါဆိုဒီနေ့လမ်းမှာဆိုတော့ကျွန်တော် checkmate တော့မရလိုက်ဘူး။ဘာမဲ့ဘာပြရလဲဆိုလို့ဆိုရင်အဲ material တာဝရတယ်၊ piece တာဝရတယ်။အဲ့တော့ကြောင့်ဒီဟာဒီကျွန်တော်တို့အကျိုးရှိတာဆိုရင်ရှိပါတယ်။ ဟုတ်ပြီနော်အဲဒါကတော့ကျွန်တော်တို့ဘာလို့လဲဆိုတော့ Bishop G8 ကိုအဲ G8 ဒီ A7 square လေးကိုကျွန်တော်လမ်းကြောင်းဖယ်ပေးတာပေါ့ဟုတ်ပြီဒါဆိုရင်ဒီအခုကျွန်တော်ပြောပြတဲ့ theory လေးကိုအားလုံးတစ်ပတ်ပေါက်နားလည်လိမ့်မယ်လို့ထင်ပါတယ်ဒါဆိုရင်အခုကဆက်ပြီးတော့ကျွန်တော်တူတူ exercise တွေဖြေမယ်အဲ့တော့ခုနကကျွန်တော်အရှိမ remind ဟိုဟာပြောက်ထားပဲเนาะမဟုတ်ဘာလဲဆိုတော့ဟို exercise တွေဖြေတဲ့အခါကျတော့ဆိုရင် video လေးကိုရပ်ထားမယ်ပေါ့နော်ကျွန်တော်အခု exercise ကိုပြောင်းလိုက်မယ်ဟုတ်ပြီအဲကိုယ့်ကိုမညာနဲ့ပေါ့နော်ကိုယ့်ကိုမညာနဲ့ဟိုကျွန်တော်တူဖြေမယ် ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာဆိုတော့ဆိုရင်ကျွန်တော်တို့အအမဲရွှေလဲပေါ့နော်အမဲရွှေလဲမှာဆိုရင်ပတ္တန်လေးကျွန်တော်အခုနပတ္တန်တိုင်းပဲအဲ့ဒါကိုကျွန်တော်တို့ဟိုဘယ်လိုလုပ်လို့ရမလဲပေါ့နော်ဟုတ်ပြီအဲ့တော့ဗီဒီယိုလေးရက်ပြီးတော့စဉ်းစားကြည့်ပါပြီးတော့မှကျွန်တော်နဲ့အဖြေတိုက်ပါ အဲကျွန်တော်ရဲ့ဗီဒီယိုရက်တဲ့ဖြစ်တဲ့ကြောင့်ကျွန်တော်ထပ်ပြမယ်ပေါ့နော်အဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်ဘာတွေ့လဲဆိုလို့ရှိရင် Nike G4 မှာရှိရဲ့ Mesh နဲ့ Queen နဲ့ဒီကျွန်တော် battery ပုံစံဆင်နေရဲ့အခုနကကျွန်တော်ပြောလဲပဲ Queen နာအပေါ်ကအရှိမရှိနေမယ်ဆိုလို့ရှိရင်ဒါတခါချမှတ်လို့ရတယ်ဒါပေမဲ့ Queen မရှိလဲဘာဖြစ်လဲဒါကျွန်တော်လုံးလို့မရနိုင်လားဆိုတော့မဟုတ်ဘူးလုံးလို့ရနိုင်တယ်ကျွန်တော်ဘယ်လိုလုပ်လဲ Mesh နဲ့သွားချမှတ်မယ်ပေါ့နော် Mesh H2 ကချမှတ်မယ်ချက်တဲ့အခါကျရင်သူက gain ကဒီလိုပြေးမယ် ့ H1 ပြေးမယ်ပေါ့ H1 ပြေးတဲ့ခါကျရင်ကျွန်တော်ခုနကအတိုင်းပဲဘာလို့မှာလဲကျွန်တော်တို့ base shot G1 ဆိုပြီးတော့တောင်းမယ်မကျ G1 ရဲ့ idea ဒီကျွန်တော်တို့ဒီ queen နဲ့ H2 ကနေပြီးချက်မိတ်လုပ်မယ်ဆိုတဲ့ idea လေးတစ်ခုဖြစ်တယ်အဲ့တော့ဒီချက်မိတ်ကိုကယ်ဖို့ကြတော့သူကဘာလို့လို့ရနိုင်မလဲဆိုတော့ဆိုရင်အာဒီနေရာမှာက အဲ night f3 ဆိုလက်စင် night ကြမယ်အဲ့တော့ f4 ပဲတက်မယ်ပေါ့နော် f4 တက်တာတော့ဒါ visual ကွင်းရဲ့လမ်းကြောင်းကိုပိတ်လိုက်တယ်ကွင်းရဲ့ diagonal ကိုပိတ်လိုက်တယ်အဲ့ပိတ်လေကျွန်တော်ပြဿနာမရှိကျွန်တော်ဒီမှာစားလိုက်လို့ရတယ် end passing ဖြတ်စားမယ်ဒါဒီမှာစားပြီးတော့ပြန် pitch shot ကိုချိန်ထားတယ်ပြီးတော့နောက်တစ်ခါကျတော့ဒီမှာချက်မိတ်လေးပြန်ချန်နေသေးတယ် အဲ Champion League ပြန်ကြတဲ့နေ့ဖြစ်လို့ကျွန်တော်က night နဲ့ပဲစားရမယ်ပေါ့ night နဲ့စားတဲ့အခါကျတော့ဆင်ဒီ night နဲ့စားတာပေါ့လဲ Bishop လည်းမပေးရတော့ဘူးဒီ Champion Score လည်းကဲထားပေးတယ်ဒါပေမဲ့အဲ့ချိန်မှာကျွန်တော်တို့ Champion မရတော့ဆိုတဲ့ဘာဖြစ်လဲကျွန်တော်ရနေပြီးတော့အာတပတ် attack လေးလုပ်လိုက်လို့ရတယ်ခွာခွာလေးလုပ်လိုက်လို့ရတယ် check မယ်ပေါ့ check တဲ့အခါကျတော့ Rook နဲ့စားကျွန်တော် Bishop နဲ့ပြန်စားပေါ့ဒါဆိုရင်ကျွန်တော်တို့ဒါအဲ့ချိန်အတားရရတယ်ပေါ့ဒါကြောင့်ဒီ comment ဒီကျွန်တော်တို့အတားရဖြစ်တဲ့ကြောင်အဆင်ပြေရပေါ့ဟုတ်ပြီဒီရလေးမှန်လားမှန်မှန်ကျွန်တော် comment မှာပြန်ပြောပေးခဲ့ဟုတ်ပြီဒါဆိုကျွန်တော်တို့ exercise တစ်ခုထပ်ပြီးတော့ကြည့်ရပါဦး ဟုတ်ပြီဒါဆိုကြဒီပုံစံလေးကကြတော့အခုနောက်ပုံစံနဲ့တော့မတူဘူးဒါပေမဲ့ idea ကတော့အတူတူပဲလို့ပြောလို့ရတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီ structure ဒီ position ကိုကြည့်မယ်ဆိုလို့ဆိုရင်ဗျာကျွန်တော်လက်ရှိမှာဆိုလို့ဆိုရင် FPS Queen က H3 မှာရှိရယ် Bishop က H7 မှာရှိရယ် Knight က G5 မှာရှိရယ်ပြီးတော့ FPS E5 ပုံလေးဒီဒီ offset square လေးကိုတားထားတယ်ဟိုကင်းမတက်လာနိုင်အောင်တားထားတယ်ပေါ့ ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာကမတွေ့ရလဲဆိုတော့ဒီမှာလည်းအတူတူပဲကျွန်တော်ဘာလို့မှာကျွန်တော် special gh ဆိုပြီးပဲထိုးလိုက်ပါ special gh ထိုးလိုက်တဲ့အခါမှာ idea ကဘာလို့လဲဆိုတော့ဒီ h7 square လေးကိုလမ်းကြောင်းဖယ်ပေးတာပေါ့နော်လမ်းကြောင်းဖယ်ပေးတာဖြစ်တော့ကျွန်တော်နောက်လက်ကြောင်းဆင်ကျွန်တော်ဒီကနေပြီးတော့အဲဒီကနေချက်မိတ်လုပ်မယ်ပေါ့ဟုတ်ပြီအဲ့တော့အကဲကျွန်တော် rook နဲ့ဆောင်းမယ်ဆိုလို့ဆိုရင်အာကျွန်တော်ဒီမှာ queen နဲ့ a7 ကချက်မယ်ကကင်းပြီးတဲ့အခါကျတော့ဆင်ကျွန်တော် queen f7 ချက်လိုက်လို့ဆိုရင်ချက်မိတ်ဖြစ်တယ်ပေါ့ဒါလေးရောမှန်လား comment လေးမှန်ငယ်နော်โอเคဟုတ်ပြီဒါဆိုကျွန်တော်ထပ်ပြီးတော့ကြည့်လိုက်မယ် နောက်တစ်ခုဟုတ်ပြီဒီဘက်စားလေးမှာဆိုရင်ကြတော့ကျွန်တော်တို့အဖြူရွှေ့လဲပေါ့နော်အဖြူရွှေ့လဲမှာဆိုလို့ဆိုရင်အဖြူကအဖြူမှာတိုက်ချက်မှာ queen နဲ့ bishop နှစ်ကောင်ပဲရှိရပေါ့နော် queen နဲ့ bishop နှစ်ကောင်ပဲရှိရတဲ့အခါကျတော့ကျွန်တော်ဒီမှာဘယ်လိုမျိုးချက်မိတ်လုပ်လို့ရနိုင်မလဲဆိုတော့စဉ်းစားတဲ့အခါကျတော့ဘာလို့လဲရကြဒီမှာလဲကျွန်တော် bishop g8 လေးသွားထိုးလိုက်လေးရတယ် idea ကတော့ကျွန်တော်တို့ queen နဲ့ a7 ကလည်းချက်မိတ်လုပ်မယ်အဲ့တော့ဒီချက်မိတ်ကို gain နိုင်တဲ့ကစားကောင်မရှိဘူးမရှိတော့သူကနောက်ဆုံးစားမယ်ဆိုရင်လည်းပဲကျွန်တော်ဒီမှာ queen a7 နဲ့ချက်လိုက်လို့ဆိုရင်ချက်မိတ်ဖြစ်တယ်ပေါ့ โอเคဒါကတော့ကျွန်တော် is search တုံးဖို့ပဲဖြစ်ပါတယ်အဲတုံးဖို့လုံးမှန်လားအဲကျွန်တော် comment လေးမှာအဲမှန်ခဲ့ပြီပါအဲပြီးတော့နောက်တစ်ခုကကျတော့အဲဒီ meeting button လေးကိုတီးသွားတဲ့အခါမှာဟိုဒီ video လေးကကိုယ့်အတွက်အကျိုးရှိလားမရှိလားအဲမှန်ခဲ့ပြီပါ အကျိုးတစုံတရာရရတယ်ဆိုလို့ရှိရင်အဲ တခုခုပြောသွားပေးပေါ့နော်ကျွန်တော်ထပ်လည်းဟိုအကျိုးရှိရဆိုလို့ဆင်ဆာဆက်လက်ပြီးတော့ဒီ meeting pattern လေးတွေဆက်ပြီးတော့တင်ပြသပါမယ်ဟုတ်ပါပြီအဲ့တော့ကျွန်တော်ရဲ့ဒီနေ့ဒီ video လေးကတော့ဒီလောက်ပါပဲကျွန်တော်ဒီ video ကိုအစားဆုံးလာရအောင်အားပေးကြတဲ့တရားထင်ဆိုင်ကိုကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်နောက်ထပ် video မှာပြန်တက်ဆောင်မယ့်အားလုံးပဲကျေးဇူးပါခင်ဗျာ